โอเคကျွန်တော်တို့ရဲ့ budget ဆိုရင်เนาะဆွန်ညိုပါကျွန်တော်တို့ဒါဒုတိယအပတ်ပြွက်လေး၃ွက်ကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်ပြောခဲ့လို့ပါပဲကောင်းလို့ရရာပြဆိုပြီးကိုကျွန်တော်စီစီပြပေးတာဖြစ်ပါတယ်တချို့ပြွက်လေးတွေလေးလာအကောင်းနဲ့တချို့တော့တည်ပြီးသားဖြစ်မယ်အဲတချို့ကတော့မတည်ဘူးများတယ်เนาะဟုတ်ပြီဘာပဲဖြစ်ဖြစ်ဒီပြွက်လေးတွေကအရင်ကောင်းပါတယ်အဲ့တော့ကျွန်တော်ဒီအရင်တော့ဒီပြွက်လေးတစ်ွက်ပြပေးပါမယ်ကျွန်တော်အရင်ကတော့ခါတော့ reflex လို့ခေါ်ပါဘောเนาะဆိုတော့ lesson လေးတစ်ွက် ကျက်တဲ့လူတယောက်ရှာငားလိုက်ပါနော်ကိုလက်ဆုပ်ဖြစ်ကြရမလို့နော်မှကြည့်နော်โอเคမှဒါဆိုရင်ဒီလက်ဆုပ်ကလေးကကျွန်တော်ဒီလက်နဲ့နော်ဒီပါဆိုညိနေတဲ့နော်ညိနေတဲ့တခြားကြည့်ပါအော်ရှေ့ထွက်လာပြီနော်အာဒီနောက်တစ်ချက်ကြည့်ပြီဒီဘက်ကရင်ကျွန်တော်တူချာပြရမယ်နော်ဒီမှာလက်ကြီးရှိရယ်1 2 1 2 3ဟော โอเคဒီတကွက်ရယ်အာနောက်တကွက်ထပ်ပြပေးမယ်เนาะအာနောက်တကွက်ကတော့ကျွန်တော်တို့ဒီကောင်လေးကိုသုံးမယ်ပေါ့နော်ဒီတေးပင်လေးနှစ်ပင်ကိုသုံးမယ်เนาะနှစ်ပင်သုံးပြီးတော့ဟောဒီဒီပတ်စံလေးနဲ့ကျောင်းပြလို့ရတဲ့ပြကွက်ပေါ့ကျောင်းခေါ်တော့ stairway လို့ခေါ်ပါเนาะဟုတ်ပြီအဲ stairway လေးကိုဘယ်လိုပြလဲကျွန်တော်တို့ကြည့်အောင်เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒီကောင်လေးချတာအဲ stapler လေးတစ်ချက်ယူလိုက်ပါ stapler လေး ဒီအပေါ်ဆုံးတန်းမှာအဲ့ကောင်ပတ်စံလေးကိုချိန်ပြီးပတ်စံလေးကိုချိန်ပြီးချိန်ပြီးတော့ညှက်လိုက်ပါဒီနော် okay ပါကြည့်နော်ဒီမှာဒါဆိုလို့ရှိရင်ဒီသေပင်ကနော်ဒီကြားမှာညှက်နေတယ်အပေါ်ဆုံးတန်းမှာနော်1 2 3 wow ဒုတိယတန်းအောင်ရပါတယ်နော်ကြည့်နေမယ်1 2 3တတိယတန်းအောင်ရပါတယ် okay ဲ့တော့ဒီမှာညီမဒီကောင်လက်နဲ့ကင်နာပြီเนาะကင်နာပြီတေချာကြည့်နေเนาะဒုတိယတန်းမှာ1 2 3ဟိုအောက်ဆုံးကိုရောက်သွားပါတယ်เนาะโอเคဒီပြခွက်ကလေးရယ်အာနောက်တစ်ခွက်ထပ်ပြပေးပါမယ်အာနောက်တစ်ခွက်ကတော့ဟိုဘက်ကလေကျွန်တော်လက်လက်ကလေးကိုဒီရှေ့ကိုတစ်ချက်ဒီရှေ့ကိုတစ်ချက်တိုးလာမှကြည့်နေเนาะဒီတင်ပင်လေးကိုကျွန်တော်တို့ကဒီမှာရှိတယ်โอเคเนาะအဲဒီရှေ့ကိုတိုးပါ1 2 3 through 3အာတူလက်ကိုကျွန်တော်ကိုခုံသွားပါတယ်အဲ့တော့အခုကျွန်တော်အခုပြခဲ့တဲ့၃ခွက်စလုံးကိုဘာကြောင့်သင်ပေးရပြပေးရလဲဆိုရင်တော့ကျွန်တော်တို့ဘယ်လိုသွားသွားမြင်တဲ့ခွက်ပြပါလို့ပြောလိုက်ရင်ကို့မှာပစ္စည်းပစ္စည်းအစုံပေါ့နော်ရှာသွားဖို့ဆိုတာမလွယ်ဘူးအဲ့တော့အနည်းနာမှာရှိတဲ့လူတွေမှာတိမ်ပင်နေရှိလားမေးကြည့်လိုက်နော်တိမ်ပင်ရှိပြီဆိုရင်ရပြီအခုဒီ stapler ကတော့မရှိဘူးဆိုရင်တော့သူတို့ကိုတော့ဒီနေရာကိုလေ ုနတေးပြင်ကိုฉีတဲ့ခါမှာဒီနေရာကိုဒီတိုင်းလေးပဲเนาะဒီလိုမျိုးချုပ်ခိုင်းနိုင်ရရတယ်အဲ့တော့ဘယ်နေရာသွားသွားပြလို့ရပါတယ်အဲ့တော့အဖြေလေးတွေကြီးကြရအောင်เนาะဟုတ်ပြီပထမဆုံးတစ်ခွက်ကိုကျွန်တော်ပြောပြမယ်ပထမဆုံးတစ်ခွက်ဆိုရင်တော့တော်ဒီမှာ reflex လို့လဲခေါ်တယ် patrick con justin miller လဲပြဘူးတယ်ဗောနော်သူပြခွက်ကဘာမှတော့မဟုတ်ဘူးကျွန်တော်တို့ဒီလက်ကိုဖြော့ထားဖို့ပဲလိုတယ်နော်ဒီလက်တန်းကိုဖြော့ထားဖို့ပဲလိုတယ် ။တချို့တော့လက်တကြွနဲ့ပြတယ်ဆိုရင်တော့နည်းနည်းလက်စွပ်ကြီးတာကိုသုံးပါကျွန်တော်တို့လက်သန်းနဲ့ပဲပြပဲနော်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ဒီမှာရှိမယ်။လက်ကိုဖြော့ထားပြီးတော့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒါကိုစောင့်ပြီးတော့နော်ဒီလိုဆွဲတင်လိုက်တဲ့ချိန်မှာဒါကဒီလိုလွတ်လာတယ်ပေါ့။လွတ်ပြီးဒီကိုရောက်တယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်အမြဲနော်ဒီကင်တဲ့ခါမှာဒီလိုမျိုးကင်ရမှာပေါ့နော်။ဒီလိုမျိုးလေးမြင်ရလားမြင်။နော်ဒီလိုလေးကင်ရမယ်နော်။ ဒီလိုကင်ဘာလို့အဲ့လိုမျိုးတီးတီးကြကြကင်ခိုင်းတာလဲဆိုတော့လက်စွပ်ပြုတ်ပြီးတော့လွတ်လွတ်ထွက်သွားမှာဆိုတော့နော်ဒီလိုတင်မယ်ဖြည်းဖြည်းလေးလုပ်ရင်တော့ဒီလိုဖြစ်သွားမယ်ဒီမြောင်ပြန်ရောက်မယ်အဲ့တော့အမြန်လှုပ်လိုက်တော့ဇက်ဆိုပြီးတော့ကျွန်တော်ပေါ်ဝင်ထက်တာနော်1 2 3နော်1 2အဲ့ဒီကောင်ဖြော့ထားမယ်နော်ဒီလက်လက်တန်းကိုဖြော့ထားတင်းနေတော့ဆွဲလို့မြောက်တယ်ဒါကြီးတင်းနေဆွဲမြောက် တော့ဖြော့တာဒီကောင်လေးတော်တာလေးထားတာဒီလက်ကနေဇက်ဆိုအပေါ်စောင့်တင်လိုက်နော်ရှေ့ရဆိုလည်းဒီလိုပဲကျွန်တော်ရှေ့မှာဆိုလည်းဒီမှာ1 2 3နော်ဒီလက်ကိုနည်းနည်းလေးရှေ့တူးနောက်ဆုပ်အရင်လုပ်လိုက်နော်ရှေ့တူးနောက်ဆုပ်အရင်လုပ်โอเคဒါဆိုရင်တော့ဒီပထမဆုံးပြောက်ွက်လေးပြီးတော့ပါပြီအဲ့တော့ဒုတိယပြောက်ွက်လေးတစ်ခွက်ပြန်ပြမယ်နော်အဲဒုတိယပြောက်ွက်လေးအတွက်ကတော့ကျွန်တော်တို့ ဒုတိယပြပွက်ကလေးကတော့ကျွန်တော်တို့ဒီမှာနော်ဒီပုံစံမျိုးလေးတော့ရှိမယ်နော်ဒီပုံစံမျိုးလေးတော့ရှိမယ်နော်ထည့်တာကျွန်တော်တို့ဒီမှာပြန်ပြပေးမယ်နော်အော်သေပင်ကတော့လေကျွန်တော်တို့ဒီကောင်ကိုဒီလိုမျိုးကောင်းတဲ့သေပင်လေးတွေကိုလေကျွန်တော်တိမ်ကြီးစေအဲတိမ်ကြီးစေပလတ်စတစ်ယုံသားမှာကိုရှာဝယ်လို့ရတယ်ဒါမှမဟုတ်လေတချို့စီးရီးမတ်တွေမှာလေတချို့သေပင်လေးရှိရတောင်းပြီးတော့စောင်းထားလို့ရတယ် ဒီသေးပင်เนี่ยတိတ်မကောင်းဘူးလားကျွန်တော်เนาะတိတ်မကောင်းတကွရှိရဒီသေးပင်ကဒီမှာဘယ်လောက်ဆက်ဆွဲသေးလားเนาะဘယ်လောက်ဆက်ဆွဲတော်တော်အားကောင်းတယ်ဆိုတော့ပြီးတော့အရာဝတော့သူကတရားမှရှိတယ်เนาะအရာဝတော့တရားမှရှိတယ်ဟုတ်ပြီကျွန်တော်ဒီမှာဒီကောက်တော့ဒီလိုမျိုးချိန်ထားမယ်เนาะဒီချိန်ထားမယ်เนาะလက်ညိုးနဲ့လက်တကြယ်မှာထည့်တယ်ဒီကောင်ကနေဒီလိုထည့်เนาะဟုတ်ပြီเนาะပြီးရင်ကျွန်တော်တို့ ဒီအပေါ်လမ်းမလွတ်နေလေတာအဲ့လမ်းမကနော်အာဒီဘက်ဘေးတက်လေးလာရိုက်ပြီနော်နောက် view နောက် view ကနေအနောက်ကအဲ့တော့ဘာကြောင့်ဒီကိုရိုက်လဲဆိုရင်ကျွန်တော်တို့ဒီရှေ့ပေါ့နော်ဟောဒီဒီလမ်းမကိုနော်ဟိုအောင်ဆုံးတန်းရှိတယ်ဒါကိုကြော်သွားမယ်တွေ့ရမြင်ရလားဒီကင်မရာရမ်းမှာနော်ကြော်သွားတယ်ကြော်ပြီးဒီအပေါ်ဆွဲတင်လိုက်တယ်တွေ့ရပြန်လုပ်ပြမယ်နော်အောင်ဆုံးတန်းကိုလမ်းမနဲ့ကော်ယူလိုက်တယ် အဲ့ကျော်အပေါ်ပြန်တက်လာလိုင်မျိုးဝင်တယ်နော်ပြီးရင်ဟောလီကြားတဲ့ကိုလက်ကလေးဝင်တယ်နော်ပြန်လုပ်ပြမယ်နော်လက်မျိုးဝင်တယ်လက်ကလေးဝင်တယ်လက်တကျဲဝင်အဲ့ဒါအမြန်လုပ်လို့ရှိရင်သူကမတပြိုင်တည်းပဲဝင်သွားတယ်ကြောနော်အဲ့တော့ဒီဒီကောင်အမှန်အပေါ်သုံးနိုင်အောင်ကိုရောက်နေတဲ့အတွက်ကျောင်းကဒီကောင်အောင်ကျောင်းချိန်လိုက်တယ်ပေါ့နော်ဆိုကြပါစို့ဒီကောင်ချိန်လိုက်တယ်ဆိုရင်ဆိုအဲ နော်ပြောတဲ့ကျွန်တော်ဒီမှာနမူနာပြမယ်နော်ဟုတ်ပြီဒီမှာချိန်လိုက်နော်အဲချိန်လိုက်ပြီးရင်ကျွန်တော်အောက်ကိုကြားသေးခြင်းဒီလမ်းညို့ကိုအရင်ဒီလိုလို့တို့တို့လည်းလှမ်းကြည့်နေမကြည့်ရင်ကျွန်တော်ဒီလမ်းညို့အလုံးလို့တော့သူမြင်သွားလိမ့်မယ်တိနော်အဲ့ချိန်မှာကျွန်တော်လော်ရင်းနဲ့လမ်းညို့လေးကိုမှကြည့်အตาလေးပဲဖြုတ်လိုက်တဲ့အော်မတွေ့တို့တူပဲဒီမှာလက်ကလေးဖြုတ်သွားရမယ်ဒီလိုဒီလိုဆွဲနေမှာလက်ကလေးကဒီမှာလွတ်သွားတယ်ဒီလိုထွက်သွားတယ်ပြီးရင် သူ့ကိုအောက်ဆုံးတစ်ချက်ကိုကင်နိုင်နိုင်ပြီးတော့လက်တန်းလက်တကြွေကဒီလိုရှေ့ကို brush ဆိုထွက်သွားမယ်နော် okay ပါအာဒါဆိုရင်တော့ပြန်လုပ်ပြပါမယ်နော်ခုနအတိုင်းလေးပဲကျွန်တော်ပြန်လုပ်ပြမယ်နော်ဟောနော်ဟောဟောဟုတ်ပြီနော် okay နောက်ဆုံးပြခွက်လေးတစ်ခွက်ထပ်ပြပါမယ်နော် okay အဲ့တော့နောက်ဆုံးပြခွက်ကလေးကတော့ကျွန်တော်တို့ဒီမှာဆိုရင်တေပင်လေးတွေအကုန်ရှိနေပြီပေါ့နော်ဟုတ်ပြီနော်ကျွန်တော် တပင်နဲ့ကျွန်တော်လက်မှာမဆူတာနဲ့အပင်တော်တော်များများဆူတာပါနော်အဲ့တော့သူကရှေ့ကလူရဲ့လက်ကိုရိုက်လိုက်တာနဲ့နော်ရိုက်လိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင်သူ့ရဲ့လက်ထဲဝင်သွားမှာအဲ့တော့ကြိုက်တဲ့တပင်တပင်ကိုယူလိုက်ပါနော်ယူတဲ့အခါမှာကျွန်တော်တို့လက်ကိုပြီးတော့အတွင်းထဲကိုကျွန်တော်ရဲ့အတွင်းဘက်ထဲကိုကုတ်ပြီးတော့ယူထားပေးပါနော်အတွင်းထဲကိုကုတ်ပြီးယူထားပေးပါဒီလိုမဟုတ်ဘူးနော်ဒါဆိုရှေ့ဘက်ကိုထွက်တယ်နော်ဒီလိုမဟုတ်ဘူးနဲ့အတွင်းဘက်နော်ကျွန်တော်အတွင်းဘက်ကိုယူ နော်ယူပြီးဒီလက်ကမှတွေ့ဒီလိုမှောက်နေလိမ့်မယ်နော်မှောက်နေလိမ့်မယ်ဒီလိုမှောက်ဒီလိုမှောက်နေလိမ့်မယ်နော်ဒီကိုထိလိုက်နော်နော်ဒီလက်မတွေကိုညှစ်ချလိုက်နော်အဲ့ဒီရမလားမသိနော်အဲ့တော့ဒီဗီဒီယိုတေချာကြည့်မယ်ပြီးရင်ဒီမှာလက်မညှစ်ထားမယ်ညှစ်တိုင်းဒီလက်ညိုးတွေ့လားနော်လက်ညိုးကဒီလက်မတွေဝင်ပြီးတော့ကျွန်တော်တို့ကနော်ဒီနားလေးနည်းနည်းရှုပ်ပါမယ်နော်မြင်ရလား ီမှာညှစ်ထားမယ်လန်ညူဒီဒီဘက်လန်ညူဘက်ကတေပင်ကိုဒီလက်မဒီဘက်ထဲကိုထည့်လိုက်တယ်တဲ့လားနော်ထည့်ပြီးရတယ်ကျတော့ဒီကောင်ဒီဒီလိုမော့နေတဲ့ဒီဘက်လက်ချင်းကိုဒီလိုလှစ်လိန်ချလိုက်တယ်တွေ့ရလိန်ပြီးတော့မှကျွန်တော်တို့ကဒီဘက်လေးချောင်းချားတဲ့ကိုကျွန်တော်ထည့်လိုက်အဲ့လိုလုံးနေတဲ့ process တစ်ခုလုံးမှာဒီလန်ဒီကောင်ဖိထားတဲ့ကောင်မလွတ်ပါနဲ့နော်မလွတ်ပါနဲ့နော်မလွတ်ပဲနဲ့ကျွန်တော်တို့ဟုတ်ပြီ တစ်ဖက်လူလာလိုက်မယ်လာတဲ့ခါမှာကျွန်တော်တို့ကသူ့ရဲ့လက်ကိုဒီလိုရိုက်မယ် sorry အောက်ကရိုက်မယ်နော်1 2 3အမှရိုက်တာနဲ့လွတ်တာနဲ့ကလေစိတ်ထဲမှာမရောနဲ့ရိုက်တာရိုက်တာပဲဒီလက်မဒီလိုရိုက်ပြီးတော့မှလွတ်ရင်မဝင်တတ်ဘူးနော်ဒီလိုလှုပ်ရိုက်ခံဒီလက်ကိုမြင်လိုက်တော့ပြီးတော့နောက်တစ်ချက်ကသူ့ရဲ့ဒီလက်ကိုကျွန်တော်ရဲ့ဒီတေပင်ကလေဒီလိုနားလောက်မှာဝင်နေရမှာတွေ့လားအဲ့လိုမဟုတ်ပဲနဲ့ဒီလိုဆိုရင်မဝင်နိုင်ဘူးတွေ့လားနော် ီမှာတော့တေပင်အောက်တေပင်တန်းကသူ့ရဲ့ဒီလက်လေးချောင်းဒီနားလောက်ကိုကျွန်တော်တို့ရအောင်ထားတာเนาะပြီးရင်တူးလက်ကလည်းဒီလိုအရန်မရှည်နေနေနဲ့เนาะရှည်ရဆိုနောက်နေနေဆိုဘာလို့ဆိုတော့ဒီဘက်ကတေပင်ကသူ့ရဲ့လက်ထဲဝင်ရမှာเนาะ1 2 3အဲ့မှာအဲ့ချိန်မှာကျွန်တော်ဘာလို့မလဲဒီလက်ကိုဒီလိုဒီလိုဟလိုက်เนาะเนาะဒါပဲဟုတ်ကဲ့ပြန်တော့เนาะအဲ့တော့ကျွန်တော်ပြန်ပြမယ်เนาะ အဲကုနာဟာလေးအစပြန်ပြမယ်နော်။ကျောင်းဒီကောင်ကိုဒီဘက်လက်ကိုနော်။ကုနာဟာမဟုတ်အမှန်မဟုတ်နော်။ဒီဒီဒီဘက်ကိုဟာနေမှာတစ်ချက်ဒီဘက်ပြရလိုက်ရနော်။ Okay ။နော်ဒီလက်ကဟိုဘက်ကိုဟာနေရမယ်။နော်။ဟာနေရမယ်။ပြီးတော့မှဒီလိုပြန်လိန်လိုက်နော်။လိန်ပြီးဒီထဲကိုထည့်။ Okay ။ဟုတ်ပြီနော်။ပြီးရင်ဒီထဲကိုတစ်ချောင်းထည့် ပြင်ဒီတဲ့ဟိုတချောင်းထက်အမ်ဟုတ်ပြီလားနောက်လက်တစ်ဖက်လေးထက်လာပြီလက်တစ်ဖက်ထက်လာပြီခုနပြောသလိုပဲကျောင်းဒီကောင်ရိုက်တဲ့ခါမှာ1 2 3ရိုက်တဲ့ချိန်မှာဟိုလက်ကိုလှုပ်ပေးလိုက်နော်လှုပ်လိုက်ရင်သူဒီဒီဘက်ထဲကိုဝင်သွားလိမ့်မယ်ကျောင်းပြန်ပြပြမယ်နော်အဲ့တော့အမြန်ပြမယ်ရှေ့ရကြည့်မယ်ဆိုရင်ဒီဘက်လက်ကဒီဘက်ကိုဒီလိုမျိုးထွက်နေရမယ်နော်ထွက်ပြီးတော့ဒီလိုယူပြီးတော့မှပြန်လိန်လိုက်တယ်တွေ့လားလိန်လိုက်တဲ့ဒီပြိုင်ထဲမှာပဲလက်မညှစ်တယ်ပြင်ဒီတဲ့ကိုတစ်ချောင်း ဒီကောင်ဝင်သွားတယ်ပြီးတော့မှဒီတော့ twist ပြန်တဲ့အတွက်လှည့်ပြီးတော့မှဒီအထဲကိုကျွန်တော်ထည့်လိုက်ရှင်းမလားမသိနော်ပြီးရင်တူလာတဲ့ဘက်ကိုကျွန်တော်ဒီမှာဒီလက်ကိုဒီလိုဟပေးလိုက်โอเคပါအဲ့တော့ကျွန်တော်ခုနပြောတဲ့၃ဘက်ကလေးကိုပြန်လေ့ကျင့်ပေးပါအာဒီပြောက်ဘက်လေးကအရန်ကိုလွှဲပါတယ်လွှဲပြီးတော့ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာကြိုက်တဲ့ပရိတ်သတ်ကိုပြလို့ရပါတယ်အဲ့တော့နောက်ထပ်အပတ်လေးဒီမှာလည်းကျွန်တော်ခုပြောက်ဘက်လေးတွေထပ်မဲ့ တင်ပြီးသွားမှာဖြစ်ပါတယ်။ OK ပါရှိလူ